မင်္ဂလာပါဒီနေ့ဗီဒီယိုမှာမော်တော်ဆိုင်ကယ်တစ်စီးဟာတက်စင်ဝမ်းမှန်မှုရဲ့စွမ်းအားနဲ့ကြုံတွေ့ရတဲ့အခါဘာတွေဖြစ်လာနိုင်သလဲအောက်ပါမော်တော်ယာဉ်၅မျိုးဟာဒီအကြောင်းကိုအကောင်းဆုံးသက်သေပြနေပါလေပထမဆုံးအရန်ရှိလျားတဲ့မော်တော်ဆိုင်ကယ်တာမန်ဆိုင်ကယ်တစ်စီးကနေပြောင်းလဲတက်စင်ထားတဲ့ဒီယာဉ်ဟာအလဲပိုင်းမှာအစမ်းတကျရှည်လျားတဲ့ကားရံပြီးပုံစံကြောင်း26မီတာအထိရှည်လျားနေပါလေ အပြင်ပန်းကြည့်ရင်နောက်ပြီးကမောင်းနေတဲ့စက်နဲ့ကောပဲဆက်သွဲ့အုံပြထားပြီးအလဲကအရန်ရှည်တဲ့တက်စင်မိုကနေတဆင့်စွမ်းအားပူလော့တယ်လို့မြင်ရပါတယ်ဒီလိုရင်မျိုးနဲ့လမ်းဖော်သွားရတာဘလို့ခံစားရမလဲဆိုတာစဉ်းစားကြည့်ရအောင်ပါဒုတိယတပီးတဲ့ဆိုင်ကဒီရင်ရက်ဓမှုထူးကြတဲ့ကိုထက်ဖွဲ့စည်းမှုဟာသိပ်ပန်စိတ်ရီကိုရင်ဆံမှုကို အပြည့်အဝဖန်တီးထားပါတယ်ပြီးခွဲ့မှာပါတဲ့ဒီဇိုင်းဟာရိုးရဆိုင်ကအမြင်ကိုလုံးဝပြောင်းလဲပစ်လိုက်ပါတယ် ဒီဇိုင်းကြောင့်မျက်စိပတိကျတော့လေလက်ရှိစက်ပျက်စီးနီးပညာအရမောင်းနေမှုအတွေ့အကြုံကတော့တိတ်မကောင်းလာသေးပါဘူးအထူးသဖြင့်အရှိန်ပြင့်တင်တဲ့အခါနဲ့ break ဖြစ်ရတဲ့အခါမှာပိုပြီးသိတာပါတယ်တတိယရင်ဝင်ွေခစ်ဆန်တဲ့ဆိုင်ကဒီရင်ကိုချက်နှင်းဆိုင်ကတစည်းကနေပြောင်းလဲတက်ဆင်ထားရဖြစ်ပြီးရင်တစ်ခုလုံးမှာစိတ်ဝင်စားစရာအကောင်းဆုံးကတော့ဆွဲဆောင်မှုရှိတဲ့ကိုထဲဘော်ကဖြစ်အားပြတိုင်ကွယ်တန်ငိတ်မိခလုံးနဲ့ဆက်သွဲထားတဲ့ကျွန်းအစိပ်ပိုင်းတွေပဲဖြစ်ပါတယ် ဒီအရာတွေကြောင့်ဒီဆိုင်ကဟာလမ်းပေါ်ကဆွဲဆောင်မှုအပြည့်စုံမြင်ကွင်းတစ်ခုလိုတောင်ဆိုရမလိုပါပဲသတို့သာလဲစစ်ချက်နှင်းပြန်တန်းဆိုင်ကဒီရင်ဟာမြေပြင်မောင်းချင်းချင်းနဲ့လေတဲပြန်တမှုဆွမ်းအားမျိုးလုံးကိုပေါင်းစပ်ထားပါတယ်တာမန်လျက်စစ်ကအနည်းနဲ့၃ရင်းအများဆုံး120ကီလိုမီတာအထိမောင်းနေနိုင်ပြီးပြန်တန်းခြင်းနဲ့ကလေပြေးပဟိုင်းတက်ဆင်ပြီးရိုတာကိုဆက်နှောလာရုံပါတယ်တက်ဆင်ထားတဲ့ဘက်ထရီနဲ့ဆိုရင်မိနစ်30ကြာပြန်တန်းနိုင်မှာဖြစ်ပါတယ် ပင်စမနဂါမီဆိုင်ကယ်ဒီရင်ရအဓိကထူးခြားချက်ကတော့ဆိုင်ကယ်နဲ့နဂါပုံစံတည်ဆောမှုကိုပေါင်းစည်းထားရပါပဲနဂါပါစမမီလျံထက်တဲ့ဆွဲဆောင်မှုအချင်းရာကိုတော့ဆိုင်ကယ်ရဲ့နားခုံမှာနဂါကိုထည့်ပုံစံပါဝင်တဲ့အတွက်စီးနှင်းသူအတွက်ဆက်နှင်းရတဲ့အရာလောက်ကိုတည်တည်တတ်တာမြင့်တင်ပေးထားပါတယ်ဒါအပြင်ရင်းရှိပိုင်းမှာတက်ဆင်ထားတဲ့တနတ်နှင်းလက်ကလည်းမောင်းသူအတွက်လုံခြုံမှုကိုအပြည့်အဝခံစားရစေမှာဖြစ်ပါတယ် 阿龙，即厝爸仔在解释厝爸定事吧嘞，必定有马便上正面喏。